မြန်မာမှာဝင်ရောက်စီးနင်းမှုတစ်ခုထိုင်းကအထူးလျင်ပြန်ပြန်တမ်းမှုနဲ့အိန္ဒိယလူမျိုးယာချီဟာယနေ့နောက်ဆုံးအိမ်ပြန်ရောက်ခဲ့ပါတယ်။သူတို့ဟာလက်များစွာမြန်မာထိုင်းနယ်စပ်အနီးစိုက်ဘာလိမ်လည်မှုအဆောက်အုံထဲမှာပြိမိနေခဲ့ပါတယ်။သူတို့ဟာ KK ဘန်းလို့ခေါ်တဲ့နေရာကလွတ်မြောက်ခဲ့ကြပါတယ်။တဟားမြဝတီမှာရှိတဲ့အရန်ကြီးတဲ့အဆောက်အုံတစ်ခုပါအရှိတောင်အာရှမှာအကြီးဆုံးနေလည်မှုဘဟုတစ်ခုပါ။ဒီနေရာကိုဖရောက်ဆုံးသူတို့အိမ်မက်အလုပ်နေရာ dream job လို့ကြောင်းကြခဲ့ပါတယ်။ကယ်ဆယ်ရေးဟာမြန်မာစစ်တပ်ကအောက်တိုဘာမှာအဆောက်အုံကို ဝင်စီးပြီးတော့စတင်ခဲ့ပါတယ်။စစ်သားတွေဟာနတ်လူ2000ကျော်ကိုဖမ်းဆီးခဲ့ပါတယ်။ online လိမ့်လည်မှုလက်ပတ်ရန်သုံးတဲ့ Starlink terminal တွေကိုလည်းတင်ဆက်ခဲ့ပါတယ်။ဝင်စီးချိန်မှာလူရချီဟာမြစ်ကိုဖြတ်ပြီးထိုင်းဘက်ပြေးခဲ့ကြပါတယ်။သူတို့ထဲမှာအိန္ဒိယလူမျိုး900နီးပါးပါဝင်ခဲ့ပါတယ်။အိန္ဒိယလေတိုက်ရဲ့အထူးလေယာဉ်နှစ်စီးဟာဂျပန်နေမှာ ူတို့ထက်ကလူ980ကိုအပြန်ပို့နိုင်ခဲ့ပါတယ်။အရာရှိများကဒါဟာစိုက်ဘာလူကုန်ကူးမှုနဲ့ဆက်စပ်တဲ့အိန္ဒိယရဲ့အကြီးဆုံးကယ်ဆယ်ရေးလုပ်ငန်းတစ်ခုဖြစ်တယ်လို့ဆိုပါတယ်။ပြန်လာသူများကိုယခုမင်းကိုထုတ်မှာပါ။သူတို့ကိုတန်ရာရှိသူများအဖြစ်မဆက်ဆံပါဘဲနဲ့တက်တင်များအဖြစ်ဆက်ဆံမှာပါ။ယူရချက်ဟာဒီလေလမှုကွန်ရက်များဟာလူများကိုဘယ်လိုစုဆောင်းနေဆွေးပြောင်းနေနိုင်ငံများတစ်လျှောက်ထိန်းချုပ်ကြဆိုတာကိုသင်ယူဖို့ဖြစ်ပါတယ် ဒီလိမ်လမှုကုန်တဲ့အများစုကနေစအနည်းမှာရှိတဲ့လုံခြုံတဲ့ဆောက်အုံတွေကလောက်ကင်ပါတယ်။သူတို့မှာအိတ်ဆောင်တွေယုံများနဲ့သေးတဲ့ဆေးရုံတွေတောင်ရှိပါတယ်။ဒါပေမဲ့ဆောက်အုံထဲမှာလူများကိုနေ့တိုင်းနိုင်ရများစွာအတင်းအလို့လုပ်စေပါတယ်။အတုရှင်တွေမျိုးနဲ့မှုလိမ်လမှုနဲ့အချစ်လိမ်လမှုတွေလည်းပါပါတယ်။ဒါအားလုံးဘယ်လိုစရတဲ့ဆိုတာကြည့်ရအောင်။အတုအလုတ်ကြော်ညာတွေဟာအင်တာနက်ပေါ်မှာပေါ်လာပါတယ်။ လဆောင်မြင့်မှုနဲ့လွယ်ကူတဲ့ယုံအလုပ်ကိုဂရုပေးပါတယ်အလုသမအစီတွေကိုထိုင်းနမမှုလာအိုကိုအခမဲ့လျင်လက်မပေးပါတယ်ရောက်ချိန်မှာနေစာဖြတ်ပြီးမြန်မာထံခေါ်သွားပါတယ်ပြီးမှနိုင်ငံကူလက်မတွေကိုတင်ထားပါတယ်အကျွေးရှိရလို့ဆိုပြီးပြန်ဆက်ရလို့လုပ်ရမယ်လို့ဆိုပါတယ်သူတို့ရဲ့အလုပ်ဟာအွန်လိုင်းမှာလူများကိုလိမ်ဖို့အတွက်ဖြစ်ပါတယ်လိမ်လည်သူများဟာယင်းဒီမြို့နယ်သူတမမှုအခြေဆက်ဆံရေးဟန်ဆောင်ပြီးမက်ဆေ့ပို့ပါတယ် သားကောင်းများနဲ့လူကြည်မှုတစ်ဖြည်းဖြည်းတည်ဆောက်ပါရယ်ပြီးမှအတုစီးပွားအစီအစဉ်များမှာပိုက်ဆံရင်းနှီးဖို့ဆွဲဆောင်ပါရယ်ပိုက်ဆံပို့ပြီးတဲ့နောက်လိမ့်လည်သူတွေကပျောက်သွားပါရယ်တည်လေလေမှုအမျိုးအစားကိုဝတ်သားရေးလို့ခေါ်ပါရယ်လိမ့်လည်သူများဟာသားကောင်းများကို လိမ့်ညာမှုနဲ့ဖြစ်ပြီးအားလုံးခိုးယူတယ်လို့ဆိုလိုပါရယ်2023မှာကုလသမဂ္ဂကမြန်မာမှာဒီလိုဆောက်အုပ်များတဲ့ပိတ်မိနေနိုင်တဲ့လူသသိန်းကျော်ရှိနိုင်တယ်လို့ဆိုခဲ့ပါရယ်ကမ္ဘောဒီးယားမှာနောက်ထပ်သသိန်း ရှိနိုင်ပါတယ်အခြားများနိုင်ငံတွေကတော့လာအိုဖိလစ်ပိုင်နဲ့အနီးပတ်ဝန်းကျင်နိုင်ငံတွေမှာပြန့်နှံ့နေပါတယ်ကေကေပန်းလိလမှုဘို့ဟိုမှာတားကောင်တဲ့အလို့သမားများဟာနိုင်ရင်များစွာ လာခဲ့ကြပါတယ်ဒါတွေဟာအိန္ဒိယတရုတ်ဗီယက်နမ်ကင်ညာနဲ့အီသီယိုးပီးယားစတဲ့နိုင်ငံတွေကပါဝင်ပါတယ်နိုင်ငံသားရုံတော်မှုဟာနှစ်များစွာတည်ဆောက်ခဲ့တဲ့ကမ္ဘာလုံးဆိုင်ရာလုပ်ငန်းပဲလို့ပြောပြသပါတယ်ဒီလိမ့်လမှုဘို့ဟိုများအများစုကအရင်ကာစီနိုတွေဖြစ်ပါတယ် မဟာကယောဂါကဂရီတော်လာရေးရတန်းစီချိန်မှာအဲ့ဒီကက်ဆီနိုတွေကိုပိတ်ခဲ့ရပါတယ်ပြီးမှရာဇဝတ်အုပ်စုတွေကတိမ်းယူပြီးလိမ်လည်မှုဗဟုများအဖြစ်ပြောင်းလဲခဲ့ပါတယ်သူတို့ဟာယခုတနည်းလင်းတရားမဲ့အမြဘီလျံချီဘတ်ဘီလျံချီရရှိတယ်လို့ကြေညာရှိပါတယ်မြန်မာစစ်တပ်ကတိမ်းလည်မှုကိုရတန်းမှုစူးစမ်းနေတယ်လို့ဆိုပါတယ်ဒါပေမဲ့အဆောက်အုံများစွာဟာဒေသခံမီလန်နာထိန်းချုပ်တဲ့နေရာတွေရှိရှိပါတယ် အချို့ဟာတရုတ်ရာစုအုပ်စုတွေနဲ့ဆက်စပ်တယ်လို့လည်းဆိုပါတယ်အချို့နေရာတွေမှာဒေတာစီးပွားရေးဟာဒီလေလံမှုဘို့ဟိုတွေယူလာတဲ့ပတ်စံတွေကိုမီခိုနေရတယ်ဆိုပါတယ်ဒီရာစုကကွန်ရက်ဟာဒေတာပြဿနာကိုကမ္ဘာလုံးဆိုင်ရာပြဿနာဖြစ်ပြောင်းလဲစေခဲ့ပါတယ်အိန္ဒိယအတွက်ကယ်ဆယ်ရေးနေရင်တွေဟာအရန်အရေးကြီးတဲ့ခြေနှံစစ်ပါအိန္ဒိယနိုင်ငံသားများစွာကအိပ်ပြန်ရန်စောင့်ဆိုင်နေစေပါဒါပေမဲ့မြန်မာမှာဖြိုချရေးဟာဒီလေလံမှုကွန်ရက်များတကယ်ဘယ်လောက်ကြီးတယ်ဆိုတာကိုပြတ်ခဲ့ပါတယ် ရှီတောင်အာရှတလျှောက်မှာလိမ့်လည်မှုအဆောက်အအုံအစ်စ်များဆက်ပွန်ထွက်နေပါတယ်ဝင်စီမှုအစ်စ်တိုင်းဟာတာကောင်မှာပြူစူးဆောင်မှုပုံများလာမှုလူကုံကူရီလမ်းကြောင်းများပုံများလာမှုကို ဖော်ထုတ်ပါတယ်